ရွှေပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးကန်ရှိကျေးရွာအုပ်စုပေါင်း၁၀ခုမှာအင်းအောင်စုပေါင်း၂၀၀၀ကျော်လူသားချင်းစာနာမှုအကူအညီများလိုအပ်နေကြောင်း ဒေသခံများထံမှသိရပါဗျ။အီလီကန်မှာမတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းတန်းကြောင့်လူနေအိမ်များ၊ဘုန်းတော်ကြီးကျောင်းများ၊စာသင်ကျောင်းများ၊ဟိုတယ်များအထူးခိုက်ပျက်စီးများစွာရှိကြောင်းသိရပါဗျ။ဒါအပြင်ငလင်းတန်းကြောင့်ဒေသခံပေါင်း90နီးပါးလည်းသေဆုံးခဲ့ကြောင်းစီးရင်များရသိရပါဗျ။ရေပြေတုံးကထပ်ပေါ်ပြီးကြောက်စရာကောင်းနေအခုငလင်းဘေးတန်းကြောင့်အိမ်တွေများကြီးပျက်စီးသွားတယ်။ဒီနှစ်တော့ဖျားပွဲတော့မတည်ကြတော့ပါဘူး။အင်းလေဘိုတယ်လေတချမ်းဆောင်သွားပြီ။ဟိုတယ်တွေတော်တော်လေးပြတ်တယ်။ တာလေးရွာကဟိုတယ်တလုံးဆိုရင် အခန်းတစ်ဆောင်ကို3000လောက်တန်းတော့ပင်မဆောင်ပါဝင်အခန်းဆောင်ပေါင်း38ဆောင်လုံးရေလေးကိုနစ်မြုပ်နေတာခုထိဆဲလို့မပြီးသေးဘူးကေလာရွာအစိုးဆုံးလို့ပြောလို့ရတယ် အင်ဂျီ85ရှာခိုင်နှုန်းလောက်ပျက်စီးပြီးတရွာတဲ41ယောက်ဆုံးပါတယ်။ကေလာရွာမှာပဲတမိသားစုတွေ8ယောက်ဆုံးမသွားတာနေလက်ကင်းဆိုတော့အောက်ထက်မှာစုနေကြတာအပေါ်ထက်ကပြိုကျတော့ပြီးသွားတာ တော်တော်စိတ်မကောင်းစရာပဲလို့အင်းဒီတသားခံတူကဆိုပါတယ်။ဒါအပြင်အလေးကန်ရှိ မိုင်းတောက်ကျေးရွာအုပ်စုတလဲဦးကျေးရွာအုပ်စုဟဲရာရွာမကျေးရွာအုပ်စုအင်းချံကီလာကျေးရွာအုပ်စုနန်းသေးကျေးရွာအုပ်စု မင်းချောင်းကျေးရွာအုပ်စုငဖေချောင်းကျေးရွာအုပ်စုတီလောကျေးရွာအုပ်စုအင်းတန်းကျေးရွာအုပ်စုကျွန်းကြီးကျေးရွာအုပ်စုတို့မှာအိမ်အောင်စုပေါင်း2035စုလူဦးရေပေါင်း9928ဦးဘေးဒုက္ခအခက်အခဲကြုံရကြောင်းသက်ဆိုင်ရာတာဝန်ရှိသူများကပ်ယူထားတဲ့မတ်လ29ရက်စီးရင်ချက်ရတရားပါတယ်။အီလီကန်တွေလူမှုကွန်ရက်ဆောင်ရွက်နေတဲ့ဖွဲ့စည်းများကပ်ယူထားတဲ့ကျေးရွာစင်းများအရာကေလာအုပ်စုရှိ ကေလာစိတ်တာအုံးပြီးရှစ်ပြီးသားဇရကြီးကျေးရွာများမှာအင်ချီပေါင်း၈၅၀အိမ်နန်းပန်ကြတော့ရွာအင်ချီပေါင်း၂၂၀အိမ်နန်းပန်ရီလယ်မှာအင်ချီပေါင်း၆၁အိမ်နန်းပန်ပေါက်ပါအင်ချီပေါင်း၂၀၂အိမ်အိမ်ထောက်ကြီးအင်ချီပေါင်း250အိမ်၊ရှေးဝါကြီးအင်ချီပေါင်း135အိမ်၊မြောင်းဝါကြီးအင်ချီပေါင်း85အိမ်၊အင်းကျန်25အိမ်၊တလဲဦးအင်းရွာအင်ချီပေါင်း155အိမ် ညာဝန်းအင်ဂျီပေါင်း158အင်ကြီးစား300ပေါင်းအင်ဂျီပေါင်း85အင်ရွာမ14ရက်ကွက်အင်ဂျီပေါင်း325အင်ကန်ခေါင်းအင်ဂျီပေါင်း15အင်အင်ပေါ်ခုံအင်ဂျီပေါင်း20အင်စုစုပေါင်းအင်ဂျီပေါင်း2566အင်ထိကပျက်စီးမှုရှိကြောင်းသိရပါသည်အင်းလေးကမှာငလျင်ပြီး9ရက်မြောက်အမှန်တကယ်လိုအပ်ချက်များမှာ1အင်ဖြက်ပြီးစနစ်တကျသိမ်းဖို့လက်သမားအကူ2ယာယီနေထိုင်ဖို့မိုးကတဲဝါတဲလေးများ 3. အိဆောက်ပစ္စည်းများ 4. ငွေကြေးတို့လိုအပ်ချက်ရှိကြောင်းအီလီကန်ရှိတာလီကြေးရွာသားတို့ကအကြံပြုထားပါသည်။